အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တော့ကျွန်တော်ကဘန်ကောက်ကလူစီကားဆုံးလို့ဆိုနိုင်မယ် Icon Siam Shopping Center အကြောင်းမျှဝေပေးသွားပါမယ်ဒီ Shopping Center က6ဖျားမြစ်ကမ်းပေးမှာရှိပြီးခန်းထားတဲ့ဒီဇိုင်းပြင်ဆင်တွေကြောင့်အခုနောက်ပိုင်းပုံပုံပြီးနာမည်ကြီးလာသလိုလူတွေလည်းအရန်ကိုလာကြတဲ့ Shopping Center တစ်ခုပါသူကမြေကမ်းပေးမှရင်ရှိတာမို့ shopping center အရှိမှာစိတ်ကမ်းတွေလည်းစောက်ထားပြီ ညာဘက်ဆိုလို့ရှိရင်ကြောက်ဖျားမြစ်တစ်လျှောက်အပျော်စီးတဲ့ညစာစာတင်မောတချို့လည်းဒီစိတ်ကန်းကနေဆထွက်တတ်တယ်လို့တခြားအပျော်စီးတင်မောတွေကလည်း icon ဆယ်ရန်ရဲ့ညာအလှကိုမြစ်ထဲကနေလာကြည့်ကြပါတယ်ကျွန်တော် icon ဆယ်ရန်ကိုရောက်သွားတဲ့ရက်ကတိုက်တိုက်ဆက်ဆိုင်ပဲဒီထဲမှာ Miss Universe Thailand ရွေးပွဲနဲ့တုံ့ငဲရပါသေးတယ်ဒီထဲမှာက shopping center တစ်ခုထဲမှာတင် street food အတွက်နေရာတွေ ်စားတောက်ဆိုင်ကြီးတွေနဲ့ဝတ်စားအသုံးဆောင် luxury brand မျိုးစုံရဲ့ဆိုင်တွေလည်းရှိပါသေးတယ်။ icon ဆိုင်ကိုဘယ်လိုသွားရမလဲ?အထဲမှာဘာတွေရှိသလဲ?ဒီ shopping center ကသွားရောက်လည်ပတ်ဖို့သင်မသင်ဒီဗီဒီယိုထဲမှာဆက်ကြည့်လိုက်ပါခင်ဗျာ။ဗီဒီယိုကတစုံတရာအကျိုးရှိတယ်လို့ယူဆရင် share လုပ်သွားပေးဖို့လည်းကျွန်တော်တောင်းဆိုပါရစေဗျာ။အကွန်စီယံကို ကျွန်တော်ကလှည့်စီးပြီးသွားခဲ့ပါတယ် သူ့မှာက ကိုပိုင်စိတ်ကန်းရှိပြီး icon cm စိတ်ကန်းနဲ့စာသွန်းစိတ်ကန်းကို အခမဲ့ free shuttle ရှိပါတယ်။ဖိတ်စီးရတဲ့အချိန်က10မိနစ်ဝန်းကျင်လောက်ပဲစီးရပါတယ်။ပထမဦးဆုံးကျွန်တော်ကစာသွန်းစိတ်ကန်းကိုသွားဖို့ BDS စီလုံးလိုင်းကို စီးခဲ့ပြီး Safran တက်စင်မှတ်တိုင်မှာစင်းပါတယ်။ BDS Axis 2ကနေ ထွက်ရပါတယ်။ BDS ကနေစိတ်ကန်းကို10မိနစ်လောက်ပဲလမ်းလျှောက်ရပါတယ်။ Icon Cyan လို့ရေးထားတဲ့ ဆိုင်းဘုတ်တွေအတိုင်းလိုက်လျှောက်သွားရုံပါပဲဒီစိတ်ကန်းကကြောက်ဖျားမြစ်ထဲသွားနေတဲ့အများပြည်သူတို့လေတွေလည်းရက်တဲ့နေရပါလေမှတ်တိုင်းလို့ခေါ်လို့ရမလားတော့မသိဘူး icon ဆရာကို သွားတယ် ရှက်တဲ့ဘုတ်ကခိုးအစွန်းဆုံး border မှာရှိပါတယ်လူတွေအများကြီးလည်းတွေ့ပါမယ်အဲ့ဒီမှာခဏစောင့်ပြီးလေလာရင်တက်စီးရုံပါပဲဒီကနေ icon ဆရာ shopping center ကို 10မိနစ်လောက်ပဲစီးရပြီးလေစီးရင်းနဲ့အိုင်ကွန်ဆင်ရမရောက်ခင်ကြောက်ပြားမြေးရဲ့အလှကိုခံစားနိုင်ပါသေးတယ်တကယ်လို့များကိုကဘန်ကောက်မှာလေမစီးဘူးသေးရင်လည်းအတွေ့အကြုံတစ်တခုရတယ်လို့ဆိုနိုင်ပါတယ်လေကမနက်9နိုင်ကနေည7နိုင်အထိရှိပါတယ်တကယ်လို့များကိုကလှေစီးပြီးမလာခြင်းဘူးဆိုရင်တော့ အခုနကကျွန်တော်စီးလာတဲ့ BTS စီလုံးလိုင်းကိုပဲကျွန်တော်ဆင်းတဲ့ဘူတာမှာမဆင်းပဲနောက်တဘူတာဖြစ်တဲ့ Chrome Thumbuli ဆိုတဲ့ဘူတာမှာဆင်းလိုက်ပါပြီးရင် BTS ရွှေရောင်လိုင်း Gold Line ကိုပြောင်းပြီးစီးလို့ရပါတယ် BTS Gold Line ကတော့ Chrome နှခုံးဆိုတဲ့ဘူတာမှာဆင်းလာနေရောက်ပါတယ်တဘူတာပဲစီးရပါတယ် အခုကျွန်တော် icon cyan ကိုရောက်ပါပြီဝင်လိုက်တာနဲ့ station တခုတွေ့ပါတယ်အဲ့ဒီမှာဖြောပြနေတဲ့လူတွေလည်းရှိပါတယ်ကြည့်ရတာအဆိုဝါဒနာပါတဲ့ကလေးတွေလို့ထင်တာပါပဲဝင်ဝင်ချင်းမှာ street food ကားတွေလည်းတွေ့ရပါတယ်ဒီကားတွေကအများတန်းရှိလားမရှိလားတော့မသိပါဘူး shopping center ထဲမှာကတော့အများတန်းရှိတဲ့ street food ဆိုင်ကမ်းတွေရှိပါသေးတယ်ဖိဖူဆိုင်ငန်းတွေကဒီဇိုင်းဆန်းပြီးရန်ရန်ကိုလှပါတယ် ုံဝင်ချင်းမှာလည်းကပြင်ဆင်ထားတဲ့ဒီဇိုင်းတွေကလုံးဝအလန်းပါပဲ icon ဆိုင်ရာမုံဝင်ချင်းက street food ဆိုင်တွေပြင်သောက်သောက်ဆိုင်တချို့လည်းရှိပါတယ်ကျွန်တော်ကတော့ street food ဆိုင်တွေကို အပြန်မဝင်မယ်ဆိုပြီးအပေါ်ဓာတ်တွေကိုတက်ခဲ့ပါတယ်ဘာတွေရှိမလဲလိုက်ကြည့်ပေးပါဦး ဒီအထက်ကတော့တက်တက်ချင်းပါပဲရွှေရောင်တွေတစ်ဖက်ဖက်တောင်းနေတဲ့ဒီဇိုင်းမျိုးနဲ့တန်ဖိုးကြီး brand တွေရနိုင်တဲ့အထက်ပါ brand တွေတော်တော်လေးစုံပါတယ်ဘလို brand တွေရှိသလဲဆိုတာကျွန်တော်ဗီဒီယိုနည်းနည်းရိုက်ခဲ့ပါတယ် နောက်တစ်ထပ်မှာလည်းနာမည်ကြီး fashion brand တွေရှိပါတယ်ကျွန်တော်ဗီဒီယိုတော့မရိုက်ခဲ့တော့ပါဘူးနောက်တစ်ထပ်ကိုတမ်းပြီးတက်သွားလိုက်ပါတယ်ဒီထပ်မှာတော့တက်သွားလိုက်တာနဲ့ Apple Store ကိုတွေ့ရပါတယ် Apple ရဲ့ official website မှာပေါ်ပြထားတာကသူ့ရဲ့ဆိုင်ကဘန်ကောက်မှာနှစ်ဆိုင်ပဲရှိပါတယ် Central Wall နဲ့အခု Icon Seyan ဒီနှစ်နေရာကပဲသူ့ရဲ့တရားဝင်ဆိုင်တွေလို့သူ့ရဲ့ website မှာရေးထားပါတယ်ဒီမှာဆိုရင်လည်းလူတွေအများများပါတယ် ကျွန်တော် Apple Store ကနေဖြတ်ပြီးအပြင်ဘက် Verana လိုနေရာကိုထွက်ကြည့်လို့ရပါတယ်။ဒီ Verana နေရာမှာလည်းဓာတ်ပုံရိုက်လို့ကောင်းပါတယ်။ဓာတ်ပုံရိုက်တဲ့သူတွေလည်းအများကြီးရှိပါတယ်။ဒီကနေမြစ်သေးကိုလည်းကြည့်လို့ရပါတယ်။ ဒီထက်မှာလည်းပဲနာမည်ကြီး fashion brand တိုင်းတွေထက်ရှိပါသေးတယ်ဒီထက်မှာကတော့အာဂသာပစ္စည်းဆိုင်တွေဖနက်ဆိုင်တွေအများဆုံးတွေ့ရပါတယ်။လီဗာပူးအသင်းရဲ့အမှတ်တရပစ္စည်းရောင်းဆိုင်လည်းကျွန်တော်တွေ့ခဲ့ပါသေးတယ်။ ဒီထက်မှာကတော့စားတောက်ဆိုင်တွေစားရှိလာပါပြီ။ဘန်တို့မိုဘိုင်းအော်ပရေတာတို့လည်းဒီထက်မှာရှိပါတယ်။ဒီထက်ကစားတောက်ဆိုင်တချို့ကကြောက်ဖျားမြစ်ကိုအပေါ်စီးကကြည့်ပြီးညစာစားလို့ရတဲ့အပြင်စင်မျိုးနဲ့တွေ့ရပါတယ်။အေးအေးလူလူညစာစားရင်မြေရဲ့အလှကိုကြည့်ဖို့ဆိုရင်ဒီထက်ကိုလာဖို့လိုပါတယ်။ ီအထက်မှာကတော့ဘန်တချို့ရှိသလိုကလေးကစားစရာပစ္စည်းရောင်းဆိုင်တွေလည်းတွေ့ပါတယ်။နာမည်ကြီးစားသောက်ဆိုင်တွေလည်းအများကြီးရှိပါတယ်။အခုလိုအကြီးနဲ့အရန်သားတဲ့ရေပန်းလေးရှိပါသေးတယ်။ဒီရေပန်းရဲ့အနီးနားမဖွင့်တာနဲ့စားတောက်ဆိုင်တာနဲ့ထိုင်စားလို့ရပါတယ်။ ဒါကတော့ရုပ်ရှင်ရုံလို့ထင်ပါတယ်ကျွန်တော်အနီးကတော့သွားမကြည့်ပြခဲ့ပါဘူးဒါကတော့ကျွန်တော်ပြောခဲ့သလို Miss Universe Thailand Final ပွဲလုပ်နေတဲ့နေရာပါလူတွေကတအားများတော့အနားတော်ကပ်ဖို့မလွယ်ပါဘူးဒီထက်ကအခမ်းအနားပွဲတွေလုပ်တဲ့နေရာပါ ဒီထက်မှလည်းရှုခင်းကြီးတပ်ပုံရိုက်လို့ရတဲ့ runner ကြေးကြီးရှိပါသေးတယ်ဒီအထက်က runner ပါတဲ့အထက်တွေထဲမှာအမြင့်ဆုံးမြင်ရပါပဲဒီကနေ့မြေရှုခင်းကြီးရတာပို့ပြီးတော့မိုက်ပါတယ်ပို့ပြီးတော့လည်းမြင်ရပါတယ်ဒီမှာက star back comparison ကြီးကြီးလဲဖွင့်ထားတော့တွေ့ပါတယ်ညနေဘက်ဆိုရင် runner ဘက်ခုံနေရရရင် ရှုခင်းကောင်းကောင်းကြည့်ပြီး coffee တောက်လို့ရပါသေးတယ်ကျွန်တော်ပြောခဲ့သလိုပါပဲ ညာဘက်မှာက icon ဆန်ရန်ကနေထွက်တဲ့ပျော်စီညာသာသာတင်မောတွေကို စီးဖို့လာဆောင်နေတဲ့လူတွေကိုတွေးနေရပါပြီညာဘက်မှာလူပိုစီးပါတယ်အခုကကျွန်တော်ပြန်တော့မှမို့အဆုံးဓာတ်ကိုဆင်းလာပြီး3 foot လေးနဲ့စောက်တော့ဆိုင်လေးတွေရှိတဲ့နေရာမှာညသာတော့စားခဲ့ပါဗျ မိုးရွာတဲ့အချိန်တွေမှာတော့ free food တွေကိုအေးဆေးသွားစားလို့ရတာဘန်ကောက်မှာဒီတနေရာပဲရှိမယ်ထင်ပါတယ်ဒီထဲမှာက free food တွေတင်မဟုတ်ပါဘူးလက်မှုပစ္စည်းတွေအမှတ်တရလက်ဆောင်ပေးလို့ကောင်းတဲ့ဝတ်စားမျိုးတွေ handmade တွေလည်းရှိပါသေးတယ်ဒါလို့ဆိုရင်တော့ icon ဆေးရံအကြောင်းလုံလောက်ပြီလို့ထင်ပါရဲ့ကျွန်တော်ကစနေနေ့ရောက်သွားလို့လားတော့မသိပါဘူးလူကတော်တော်လေးကိုများပါတယ် နိုင်ငံတကာကတိုးတွေလည်းတော်တော်လေးပြောင်းဝင်နေတာတွေ့ပါတယ်။ဇွေဘုံအတွက်ဆိုရင်လည်းဒီမှာကဆိုင်တွေအတော်လေးဆုံးတာမို့အဆင်ပြေပါတယ်။အနှဲ့ချုပ်ရရင်ထိုင်းကိုအလေရောက်လာရင် icon ဆယ်ရန်ကမဖြစ်မနေသွားကိုသွားကြည့်တဲ့နေရာတစ်ခုဖြစ်ညှို့မေးပေးရစေ။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။နောက်ထပ်လည်းအခုလိုဗီဒီယိုမျိုးတွေဖန်တီးမျှဝေပေးသွားအောင်ပါမို့။ကျွန်တော် page လေးကို like and follow မလုပ်ရသေးရင်လုပ်ထားပေးကြပါအောင်ဗျာ။ 好了，我接着等妈的看呀。